ဧရာဝတီတိုင်းမှာစစ်မှုထမ်းဥပဒေကြောင့်စိုက်ပျိုးရေးလုပ်ငန်းခွင်တဲ့အမျိုးသားလုပ်တာဥယျာဉ်ရှာပါမှုနဲ့တွင်အားစုကုန်ပစ္စည်းတွေအဆမတန်ဈေးကြီးမြင့်မှုတွေကြောင့်အကျုံးနဲ့ရင်ဆိုင်နေကြရတယ်လို့စိုက်ပျိုးရေးလုပ်ကန်သူတွေက MP ကိုပြောပါတယ်မြန်မာနိုင်ငံမှာစစ်အာဏာသိမ်းမှုနောက်ပိုင်းစစ်တုံးစီဈေးကြီးမြင့်မှုတွေတွင်အားစုဈေးကြီးမြင့်မှုတွေအပြင်ထွန်ရက်စိုက်ပျိုးရေးသိမ်းမှုလုပ်သားရှာပါမှုပြဿနာတွေနဲ့ရင်ဆိုင်နေရတယ်လို့ဧရာဝတီတိုင်းကတောင်းလူတွေကပြောပါတယ်ဒါအပြင်စစ်မှုထမ်းဥပဒေကြောင့် င်းအားဓမ္မစစ်မှုထမ်းရတာပြည်သူ့ကာကွယ်ရေး PDF တပ်ထဲကိုဝင်ရောက်တာနဲ့ပြည်ပထွက်ခွာတူဦးရေပုံမှုများပြားနေတာကြောင့်လေယာဉ်လုပ်ငန်းခွင်တွေမှာလုံသားရှာဖွေမှုတန်ကိုပုံမှုကြုံတွေ့ခံစားနေရတာဖြစ်တယ်လို့စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူတူကအခုလို့ပြောပါတယ်။ငယ်သမားရဲ့အခြေအနေကကိုကြီးကကုန်ကြမှုနှုံးနေနဲ့ပြန်ရတဲ့နှုံးနေနဲ့အဆင်မပြေဘူးဖြစ်နေလေအခုကဈေးနှုန်းကမတရားနှဲနေတယ်ဟောက်။စပါးသေးဒီတော့စပါးသေးမကောင်းတော့ကုန်ကြမှုဒီကမကောင်းဘူးပေါ့ အရှိန်များပလဲပြီးရတော့ဈေးကြီးတော့ကွာအဆောင်နဲ့ဈေးနဲ့တွင်းရတယ်ကိုပြန်ထုတ်ကုန်နေကြတဲ့ကြောင့်ဈေးကဘာမှမရှိဘူးညောတာဈေးကြီးတယ်ကွာသေးသေးလေးကြီးတယ်ညောတာဈေးကြီးတယ်ကိုတော့ကောင်းတော့ဈေးကအကုန်ကြီးတာပဲလေဓမ္မပြုံးကုန်ရရင်ဒီထုတ်ကုန်ကြတော့ဘာမှမရှိသုံးလေးလောက်နဲ့ရောင်းရအရှိန်ဆို30ရက်70ရက်အဲ့အဲ့တော့၅ဘီးနဲ့တော့ရောင်းရလို့ပါတယ်ကဘာတွေအောင်ကဘာတွေအောင်ပြောတာလက်ရှိစီအခြေအနေတွေနဲ့ ပြည်ပထောက်ခံမှုတွေကြောင့်လူသားရှာပါမှုကိုအဓိကရင်ဆိုင်ကြုံတွေ့နေရတဲ့လုပ်ငန်းတွေထဲမှာစိုက်ပျိုးရေးလုပ်ငန်းကအဆိုးဆုံးဖြစ်ပါတယ်။လူသားရှာပါမှုရဲ့နောက်ဆက်တွဲကျိုးဆက်တွေကတော့အသက်ကြီးသူတွေလုပ်ငန်းခွင့်ဝင်လာရတာကွန်ထရိုးလုပ်မှုတွေကျဆင်းရတာနဲ့လေလုံသားတယောက်ကို7300ကျန်းအထိပေးပြီးငှားရနေရတယ်လို့တောင်းလူလေမတူကအခုလိုပြောပါတယ်။လူကမလည်းလူကငှားမရတဲ့ကိစ္စပဲငှားရင်လည်းမင်းဆယ်ချီးနေတာလူငှားတယောက်ကိုငှားတဲ့ဆယ်ချီးကိုတနေ့ဟို တုံးတောင်းလို့ဘာလို့ခေါ်ဖြစ်တာခေါ်ဖြစ်တာနေသားကတော့မှဒီမိနစ်ကတော့လေလူသမားတယောက်ရဲ့ဒီကတပေါင်းွယ်တပေါင်းွယ်တနည်းတနည်းနေသားကဒီနှစ်လဲကြလဲကြောအမှနှစ်ပေါင်းွယ်တုံးတောင်းနေရှိကုန်ဘူးဒီကအကိုကပြန်တုံးရတဲ့ဈေးကြီးတာအကြီးတာပေါ့ကွာကိုစီကထွက်ကုန်ကြတော့ဘာသေးမှမရှိဘူးရောစားဖို့တစားတော့ကုန်ကြသေးကိုပြန်ရောင်းရတယ် ရင်းနောင်မှာတချို့ရင်းနောင်မှာကယူငါတို့လည်းမကယူရင်းနောင်မှာကယူအရှုံးပေါ်တယ်စစ်တပ်ကအနမ်သိငင်အချိန်ကလေးကပြည်ပမှာတွားလုလုဖို့မြို့ပြတိမှာပြောင်းရွှေ့လုကန်ကြဖို့ပြောင်းရွှေ့သွားကြတဲ့လေယာဉ်လုံတမားတွေရှိခဲ့တယ်လို့စစ်တပ်ကအနမ်သိပြီး2021ခုနှစ်နောက်ပိုင်းမှာတော့ကျန်ွေတံမှုရောလာပြီးငွေကြေးဖောင်းဖွာလာတာနိုင်ငံတကာစီးပွားရေးလုပ်ငန်းတွေနဲ့ယင်းနှိမ့်နှမှုတွေထွက်ခွာသွားတာကြောင့်လူငယ်တွေပါဝင်ပြည်ပထောက်ကလှုပ်လှုပ်ကန်သူတွေများလာတာပါ2024ခုနှစ်တွင်စစ်ကောင်စီကစစ်မှုထမ်းဥပဒေကိုတက်တင်လိုက်ချိန်မှာတော့ မြို့ပြကလူငယ်တွေဒါမှကလေယာဉ်လုပ်ငန်းခွင်တွေကလူငယ်တွေပါအလုံးရင်းနဲ့ကိုပြပောက်ကိုထောက်ကွာသွားကြတယ်လို့တနုလေလမာကြီးလုကန်သူအချို့ရဲ့စစ်တမ်းတွေကဖော်ပြပါတယ်။လုသားရှားပါနေရတဲ့ကြာကစိုက်ပျိုးရေးလုကန်တွေရဲ့တိုင်းနေပြည်နယ်တွေမှာတိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက်လက်ရှိအေယာဝီတိုင်းပဲခူးတိုင်းနဲ့နေပြည်တော်တို့မှာဒါလေယာဉ်စိုက်ပျိုးရေးလုပ်ငန်းကိုအဓိကလုကန်နေကြတာဖြစ်တယ်လို့သိရပါတယ်။